င်္ဂလာပါရှင်တင်းနှင်းသားဟိတတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကို Dove Wash အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့စစ်ကောင်စီတပ်က Dove လက်သမားတမကဟောင်းနေအင်ကိုစီးနင်းပြီးဖြိုချတဲ့တင်း Dove ကကနိုင်းတာဒုကိနာမှာအမျိုးသားတအူတနက်တန်ရနဲ့တိတ်ဆုံးနေတဲ့အကြောင်းဘန်လမုံမှာတက်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်သားတွေနေအင်တွေကိုဖောက်ထွင်းပြီးပစ္စည်းတွေယူဆောင်တဲ့အခြေအနေ ထိုင်းမြန်မာနယ်စပ်လမ်းမှာခဲတင်ကတိမ်းမောက်ပြီးတဦးသိငါးဦးထဏ်ရာရတဲ့တည်ထိုင်းမြန်မာနယ်စပ်လမ်းကတိမ်ခွန်းရဝန်းကျင်ကိုစစ်ကောင်စီကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်တဲ့အကြောင်းဆရတဲ့တည်တွေကိုနားဆင်ရမှာပါရှင်စစ်ကောင်စီတပ်ကဒဝဲခရိုင်တောင်သူလက်သမားတမကဟောင်းဒေါ်ရီထွေးရဲ့နေအိမ်ကိုဒီကနေ့မနေ့ပိုင်းမှာဝင်ရောက်စီးနင်းပြီးဖျို့ချပစ်ခဲ့ပါတယ် တဝင်မြို့မြို့သက်ခုနှစ်လမ်းကဒေါ်ရီထွေးနေအင်ကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ရောက်လာပြီးဘက်ခိုးနဲ့ထိုးဖြိုဖျက်ဆီးထားတဲ့အပြင်အိမ်ပေါ်ကပစ္စည်းတွေကိုတဲချပြီးလမ်းဘေးမှာစုပုံထားတယ်လို့မြို့ခန့်တွေကပြောပါတယ်ဒီနေ့မနေ့ဆယ်နာရီကျော်လောက်ကဒေါ်ရီထွေးနေအရှိမစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲတပ်ဖွဲ့ဝင်တွေအယုတ်ဖို့ပြူစောထီတွေဆရာဖအဖွဲ့ဝင်တွေဒဝေခင်တရားရုံးကဝန်ထမ်းတွေနေအိမ်ကိုဖြိုချမဲ့အလုတမားစုစုပေါင်းအင်အားတရာလောက်ကိုမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ် နေ့လယ်၁၂နာရီလောက်မှာတော့စစ်ကောင်စီတပ်သားတချို့ပြန်သွားကြပေမဲ့အလုသမားတွေရုပ်ွက်အုပ်ချုပ်ရေးမှုနဲ့ဒဝယ်ခရိုင်တရားရုံးကဝန်ထမ်းအချို့ကြံနေသေးတယ်လို့မြို့ခန်တွေကပြောပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်းနေတဲ့အဲ့ဒီအိမ်မှာအိမ်ရှင်ဖြစ်သူနဲ့မိသားစုဝင်တွေမရှိကြဘဲစစ်ပေးရှောင်တွေပဲနေထိုင်ကြတယ်လို့ကာယကံရှင်တော်ရီထွေးကပြောပါဗျ။တော်ရီထွေးတို့မိသားစုဝင်တွေဟာစစ်ကောင်စီတပ်ကရန်ရှာဖမ်းဆီးခံရမှာကိုဆိုရင်လို့မြို့ပေါ်ကနေအိမ်မှာမနေကြတော့ဘဲတိမ်းရှောင်နေတာကြာမြင့်နေပြီဖြစ်ပါတယ်။ အခုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးနှင်းဖြိုချနေတဲ့နေရင်ကမြေယာပိုင်ဆိုင်မှုအငင်းပွားနေတဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ဒေါ်ရီထွေးမိသားစုဝင်တွေအိမ်ဆောက်နေထိုင်တဲ့ဒဝဲမျိုးသစ်ခုနှစ်လန်းကနေရင်အပါအဝင်လေယာမြေတွေနဲ့ပတ်သက်ပြီးဒဝဲဖွံ့ဖြိုးမှုအများပိုင်ကော်မတီ TDPC နဲ့ဒေါ်ရီထွေးတို့မိသားစုအကြားပိုင်ဆိုင်မှုအငင်းပွားနေတာဆယ်စုနှစ်ကျော်နေပြီဖြစ်ပါတယ်။တိတ်ရှောင်နေတဲ့ကာလအတွင်းဒဝဲခရိုင်တရားရုံးကနေင်ကိစ္စဘလို့အမိန့်ချမှတ်လိုက်တာကိုမသိရတော့ဘဲနေင်ကိုဖြိုးရောက်လာမှပဲသိလဲရတယ်လို့ဆိုပါတယ် ဒဝေမျိုးသစ်ခုနှစ်လန်းကဒေါ်ရီထွေးတို့မိသားစုဘိုးဘွားဆင်ဆက်လောက်ကင်စားတော့လာတဲ့နေရာမှာတစ်သားဝါထင်းရဲ့အိမ်နှဆောင်ရှိတဲ့အနက်နှစ်ဆောင်လုံးကိုစစ်ကောင်စီကဖျက်ဆီးမဲ့အခြေအနေရှိနေတယ်လို့မြို့ခံတချို့ကပြောပါဗျ။အဲဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းဖို့စစ်ကောင်စီခံဝန်ကြီးချုပ်ဦးမြတ်ကိုစီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းမဝင်သေးပါဘူး။ ဒူဝေမြို့နယ်ထဲကကနိုင်းဒါရွာနဲ့ရှင်မုတ်တီးရွာကြားတိုးကိန်းနောက်မှာဧပြီလ26ရက်နေ့ညနေပိုင်းကလဲထွန်ဆက်မောင်းလာသူတအူတနက်တန်ရနဲ့တိတ်ဆုံနေပါဗျ။တိတ်ဆုံသူရဲ့အလောင်းနားမှာလဲထွန်ဆက်တစင်းလဲတိတ်မှောက်နေတာကိုမြင်ခဲ့ရတယ်လို့ဒေသခံတွေကဆိုပါဗျ။လေထွန်ဆက်ဟာဒဝဲမျိုးဖက်ကနေတရချောင်းမျိုးဖက်ကိုဥတီထားပြီးကားလမ်းမရဲ့ဘယ်ဖက်လမ်းဘေးကိုထိုးကြနေတာပါ။ တိတ်ဆုံးနေသူဟာဒိုဝဲမြို့နယ်ကတိုးရွာကကိုပါဆိုးကြီးဖြစ်ပြီးထွန်ဆက်မောင်းလာသူဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါဗျ။အဲ့ဒီလေထွန်ဆက်မောင်းလာသူကိုဘယ်အဖွဲ့အစည်းကဘာအကြောင်းကြောင့်တနက်နေ့ပြစ်တက်ခဲ့တယ်ဆိုတော့ကိုဧပြီလ28ရက်နေ့ညနေအထိမသိရသေးသလိုထုတ်ပြန်တဲ့အဖွဲ့လည်းမရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကလည်းအခုလဲထုံဆက်မောင်းသူသိမ်းဆုံးတဲ့နေရနာကမြို့ဝင်ကြီးကောက်တဲ့တူဂိတ်ကိုအမည်မသိလက်နက်ကင်အဖွဲတစ်ခုလာဖြတ်စည်းခဲ့လို့မြို့ဝင်ကြီးဂိတ်ကိုဒိုဝယ်မြို့အဝင်ပေါက်တိုင်းတံတားမှရှိတဲ့စစ်ကောင်စီဂိတ်နောက်ကိုပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်။တနင်္လာရီမျိုးနဲ့ဗန်လမွတ်ကျေးရွာအုပ်စုထဲဝင်ရောက်တက်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်သားတွေဟာနေအိမ်တွေကိုဖောက်ထွင်းပြီးပစ္စည်းတွေယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါဗျ။ ဧပြီလ16ရက်နေ့ကစပြီးဗန်လုံမကြီးရွာအုပ်စုထဲကကြေးရွာတွေမှာစစ်ကောင်စီတပ်ကအင်အားတိုးချဲ့ချထားခဲ့ပါတယ်။အဲဒီစစ်ကောင်စီတပ်သားတွေကဒေသခံနေအိမ်တွေတံခါးတွေကိုရိုက်ဖြတ်ပြီးဝင်ရောက်နေထိုင်ခဲ့ကြတာပါ။အဲဒီနောက်ဧပြီလ25ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်သားတွေပြန်ထွက်သွားချိန်နေအိမ်တွေကပစ္စည်းတွေကိုယူဆောင်သွားတာလို့ဒေသခံတွေကပြောပါတယ်။ အဖိုးထံပစ္စည်းတွေယူဆောင်သွားတဲ့အပြင်စလောင်းကျိုးတွေကိုလည်းဖျက်ထားခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ဟာဗန်လမွတ်ကျေးရွာအုပ်စုထဲတက်ဆွဲထားခြင်းတော်လှန်ရေးပူးပေါင်းတပ်တွေဒရုန်းနဲ့ပုံချတိုက်ခိုက်မှာကိုစိုးရိမ်နေတဲ့အတွက်ဒေသခံတွေနေအိမ်ထဲဝင်ရောက်နေထိုင်နေကြတာလို့ဒေသခံတွေကဆိုပါတယ်။ စစ်ကောင်စီတပ်ကရဲခါနဲ့တပ်သားပို့ဆောင်တဲ့အချိန်တိုင်းမြိတ်တနင်းသာရီပြည်တော်စုလမ်းပေါ်မှာရှိတဲ့ဗန်လမွတ်ကြီးရွာအုပ်စုမှာအင်အားတိုးချဲ့ချထားပြီးလမ်းကင်းယူတာနဲ့ဒေသခံတွေကိုစစ်ဆေးဖမ်းဆီးတာတွေမကြာခဏပြုလုပ်ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်မောတောင်လန်းကနေကြော်တောင်မှာခဲတပ်ထုတင်ဆောင်လာတဲ့ဟိုက်ဂျက်ကဘရိတ်ပေါက်ပြီးတိမ်းမောက်ခဲလို့တအူးသိမ်းဆုံးပြီး၅ဦးထဏ်ရာရသွားပါတယ်။ ဧပြီလ26ရက်နေ့ည9နာရီလောက်မှာသဘောလေးရွာကနေထိုင်းမြန်မာနယ်စပ်မောတောင်ဖက်ပိုးမဲ့ခဲတပ်ထုတွေတင်ဆောင်လာတဲ့ကားဟာအဲ့ဒီလမ်းပိုင်းမှာရှိတဲ့နေကျော်တောင်မှာကားဘရိတ်ပေါက်ပြီးကားမောက်ခဲ့ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းတနင်္လာရီမြို့နယ်အပါအဝင်တိုင်းအတွင်ခဲတပ်ထုတူဖော်တာအစမတန်များလာပြီးတူဖော်ထွက်ရှိတဲ့ခဲတပ်ထုကိုနယ်စပ်လမ်းကြောင်းတွေကနေတဆင့်ထိုင်းနိုင်ငံကိုတင်ပို့ရောင်းချလေးရှိပါတယ်။ အဲ့ဒီလိုတိမ်မောက်သွားတဲ့အတွက်ကားမောင်းလာတဲ့အသက်30ဝန်းကျင်အရွယ်ကိုအတာဆိုသူသိဆုံးပြီးကားပေါ်လိုက်ပါလာသူ၅ဦးထဏ်ရာရတယ်လို့ဒေသခံတဦးကပြောပါဗျာ။အဲ့ခဲတင်ကားကနေကြောတောင်ရောက်ခါနီးနေရာမှာဘရိတ်ပေါက်သွားတဲ့အတွက်ကောင်းမောင်းသူကဆက်မမောင်းရဲတော့ပဲဖြစ်နေချင်းကိုအတာဆိုသူကတက်မောင်းချင်းတောင်ဆင်းမှာကောင်းမောက်သွားတာပါကိုအတာဟာသဘောလေးရွာသားဖြစ်ပြီးဒံရရသူငါဦးကတော့အခြားရွာသားတွေဖြစ်တယ်လို့ဆိုပါတယ် ထိုင်းမြန်မာနယ်စပ်မောတောင်ကိုသွားတဲ့လမ်းတစ်လျှောက်မှာတောင်တွေရှိပေမဲ့လည်းနေကျော်တောင်ကအမြင့်ဆုံးဖြစ်ပါတယ်။ထိုင်းမြန်မာမောတောင်နယ်စပ်လမ်းကတိမ်ခွန်းရွာနယ်အနီးနားကရွာတွေကိုအခုရက်ပိုင်းအတွင်းတိုက်ပွဲမဖြစ်ဘဲစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်နေပါဗျ။ဧပြီလ25ရက်နေ့မနက်မှာတိမ်ခွန်းရွာ၊ချောင်းလမုံရွာနယ်အနီးနားကရွာတွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့အချက်ရည်20ကျော်ပစ်ခတ်ခဲ့တယ်လို့ဆိုပါဗျ။ လက်တလုံးမှာတိုက်ပွဲညင်သက်နေတဲ့အတွက်ရွာပြန်နေသူတချို့ရှိနေပြီးစစ်ကောင်စီတပ်ကအဲ့ဒီလိုလက်နက်ကြီးပစ်ခတ်နေတာကြောင့်စိုးရိမ်နေရတယ်လို့ဒေသခံတချို့ကပြောပါတယ်။စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကကျေးရွာအနီးဝန်းကျင်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကဆိုပါတယ်။အဲ့ဒီကျေးရွာတွေကရက်ရှည်ဖြစ်လာတဲ့ဆစ်ဆောင်တွေဟာတောတောင်တွေနဲ့နေထိုင်ရလို့တောက်သုံးရင်ရှားပါတာနေမကောင်းဖြစ်လာရင်စေးခန်းနဲ့အလံဝေးတာ မိုးရွာရင်နားခုဖို့အမိုးအကတွေမလွန်လောက်တာနဲ့ချင်းတော်မရှိလို့ချင်းကိုက်ခံရပြီးငှက်ဖျားယောဂါဖြစ်တာစတဲ့အခက်အခဲတွေကြုံနေရတယ်လို့စစ်ပေးရှောင်ကူညီနေသူတချို့ကပြောပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ The Wellwash Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။